တမီးလိမ်မာလေးရဲ့ဦးဆောင်မှုတွေကြောင့်စီးပွားရေးလုပ်ငန်းတွေအောင်မြင်နေကြောင်းကိုပြောလာတဲ့ခိုင်သိန်းကြီးမင်္ဂလာပါရှင်ဘာမီစ်နာမှာပြန်လည်ကြိုဆိုလိုက်ပါတယ်မင်းသမီးချင်းခိုင်သိန်းကြီးဟာတမီးလေးရဲ့လှုပ်ရှားမှုတွေကြောင့်ဖခင်ပြည်သူကိုခန့်နိုင်ပိုင်ဆိုင်တဲ့ကိုပိုင်ထဲချုပ်ဆက်ရုံဟာပုံမှန်လေးပတ်နိုင်ပြီးတော့စီးပွားရေးလည်းကောင်းမွန်နေစေဖြစ်တယ်လို့တမီးလေးကြောင်းကိုပြောလာခဲ့တာပါမင်းသမီးကြီးခိုင်သိန်းကြီးကတော့ခေမွန်းတဲ့ကိုခန့်နိုင်ဖန်းစီထိန်ထိန်ခံရပြီးနောက်ပိုင်းမှာတော့တမီးလေးနဲ့အတူရုံးကန်နေရင်တမီးလေးပေးတဲ့အားရီနဲ့ခွန်အားရီရနေတာလို့လဲဆိုပါတယ် မြန်မာနိုင်ငံရဲ့ရုပ်ရှင်လောကမှာမင်းသမီးကြီးခိုင်တင်းချီဟာဆိုရင်ဝါရင်တယောက်ဆောင်မင်းသမီးတယောက်ဖြစ်တယ်လို့တွတ်တွတ်လပ်လပ်နဲ့ဆက်ဆက်ပွဲမှုရတဲ့ကြောင့်ပြိတ္တတွေရဲ့အချစ်ကိုရရှိထားတာပါမင်းသမီးကြီးခိုင်တင်းချီကိုပြိတ္တတွေကချစ်စနိုးနဲ့မခိုင်လေးလိုလဲခေါ်ကြတာပါမခိုင်လေးဟာမြဲလိုလိုပြုံးပြော်နေကထက်မြက်တာတွေကြောင့်တစ်နှစ်ပြီးတစ်နှစ်ကုန်နေတာတော့မခိုင်လေးတယောက်ကတော့ဥမလာဘူးလို့ဆိုကြတာပါ ။မခိုင်လီဟာနုပညာလောကမှာတိတ်တိတ်ကျန်အောင်မြင်နေုံသာမကတာယာပျော်ရွှင်တဲ့မိသားစုလေးကိုပါပိုင်ဆိုင်ထားနိုင်တာပါ။မခိုင်လီဟာအိမ်အောင်ကြီးမှလည်းလူများကြားရတာပါ။သူမဟာခြေဥဖြစ်သူစီးပွားရေးလုပ်ငန်းပိုင်ရှင်တထေးကြီးကိုခံနိုင်တဲ့အိမ်အောင်ချခဲ့ကသမီးလေးစံထိတ်ထောင်းဦးကိုပါပိုင်ဆိုင်နေပါပြီ တလူတွေဘဝမှာကံကောင်းမှုတွေနဲ့ဇက်တိုက်ကြုံနေရပေမယ့်စိတ်မကောင်းစရာကတော့ခင်မွန်းဖြစ်သူစီးပွားရေးပိုင်ရှင်ကိုခန့်နိုင်ဟာအချောင်းတစ်ခုခုကြောင့်ဖန်စီထိမ့်သိမ်းခံနိုင်ရတာဟာအခုဆိုရင်၃နှစ်တောင်ရှိနေပြီဖြစ်ပါတယ်မခန့်လေးကတော့ခေမုံဖြစ်သူအခုလိုဖန်ဆီးခံရတဲ့နေ့ကနေခုထိတိုင်အောင်လွတ်မြောက်နိုင်ရေးအတွက်စုတောင်းနေစေပဲဖြစ်ပါတယ်။မခန့်လေးတို့တာမီဟာကိုခန့်နိုင်ထောင်ချတဲ့နေ့ကစလို့တာမီမြောက်ထင်းရုံးကန်နေရတာပါ။ မကန်လေးရဲ့သမီးဖြစ်သူစန်ထိတ်တောင်းကတော့တော်တော်လေးကိုလိမ္မာရေးချရှိတဲ့ကလေးလို့ဆိုရမှာပါသူတို့နားမှာဖခင်ကိုခန့်နိုင်တယောက်လုံးမရှိတာတော့မိခင်ဖြစ်သူမခိုင်လေးကိုကိုရိုင်းစောင့်ရှောက်ပေးကမိသားစုရဲ့စီးပွားရေးလုပ်ငန်းဖြစ်တဲ့ထဲချုပ်လုပ်ငန်း Golden KTK Garment ကိုတော့ဦးဆောင်နေနိုင်ပြီလို့ဆိုပါတယ်။အခုလိုမျိုးစီးပွားရေးလုပ်ငန်းကြီးကိုဦးဆောင်နိုင်မှုစံထိတ်တောင်းဦးတယောက်ကတော့အခြေခံဝန်ထမ်းဖြစ်နေစတင်ဝင်ရောက်လည်လာခဲ့တာပါ။စံထိတ်တောင်းဦးဟာတော်တော်လေးစိတ်ဆက်တဲ့မျိုးသမီးငယ်လေးလို့ဆိုရမှာပါ။ နောက်ပြီးတော့စံထိတ်ထောင်းဟာပညာရေးမှာလည်း Master Degree ပွဲကိုယူဖို့တက်ရောက်တဲ့ဒီကုံတော်လေးထူချင်တာပါ။မင်းမကြီးခိုင်တဲ့တီတယောက်ကတော့တမိဖြစ်သူဒီလိုမျိုးပညာရေးမှာရောစီးပွားရေးပိုင်းမှာပါထူးချွန်ထက်မြက်နေတာကြောင့်ဂုံယူမဆုံးဖြစ်နေမှာတော့သိကြပါပဲအခုဆိုရင်မိသားစုကိုပိုင်းထဲချုပ်စယုံလေးဟာတတော်လေးတိုးတက်လာတယ်လို့လည်းပြောရမှာပါစံထိတ်ထောင်းရဲ့ဥစားမှုကောင်းတာတွေကြောင့်ထဲချုပ်စယုံဟာလက်ပတ်မှုအကောင်းလာခဲ့တာပါ အဆိုပါထဲချုပ်စက်ရုံမှာ လုံသမားဝန်ထမ်းတွေတောင်မလောက်လို့ဝန်ထမ်းတွေတောင်ထတ်ခေါ်ရတဲ့အထီးပါပဲ။သမီးလေးစံထိတ်ထောင်ဟာခုလိုမိဘကိုတိတက်ပြီးတော့အိမ်ရဲ့ပင်တိုင်းတစ်ခုအနေနဲ့ရှိနေပေးတာတွေကြောင့်မိဘနှစ်ပါးဖြစ်တဲ့ကိုခန့်နိုင်နဲ့ခိုင်သိန်းကြည်တို့ကတော့ချီချူးမဆုံးဖြစ်နေကြမှာပါ။အခုလိုတမိဖြစ်သူကစီးပွားရေးကိုဦးဆောင်နေတဲ့အချိန်မှာမက္ခန်လေးကတော့တမိဖြစ်သူနဲ့အတူ ကိုခန့်နိုင်ပြန်လည်လွတ်မြောက်နိုင်အောင်နေတိုင်းစူတောင်းနေရတာပါ မကန်လီတို့တာမီဟာလွန်ငင်းချမ်းသာခွင့်ရမယ့်ရက်မြက်တွေမှာကိုခတ်နိုင်လွတ်မြောက်လာနိုင်မလားလို့မျှော်လင့်နေကြပြီးမယ်မလွတ်နိုင်သေးတာဟာခုဆိုရင်၃နှစ်ကျော်၄နှစ်တောင်ရှိတော့မှာပါ မကန်လီကတော့ခင်မုန်းတဲ့အတွက်ပဋ္ဌာန်းဒေသနာတော်တွေကိုရွတ်ဖက်ပူဇော်ပေးနေကြတာပါမကြသေးခင်ကမခိုင်လီဟာခင်မုန်းတဲ့နဲ့လက်ထက်ထိမ်းများတာ23နှစ်ပြည့်မင်္ဂလာနှစ်ပတ်လည်နေမှာတော့မမေ့မလျော့ပဲရုံးခန်းထဲမှာစွန့်ကြွေးလူပြုလုပ်ခဲ့တာပါ မခန့်လေးရဲ့ပြိတက်တွေကလည်းအတင်းထားဖို့ဆွဲမလျှော်ဖို့စိတ်မကောင်းမဖြစ်ဖို့စတဲ့အားပေးစကားတွေပြောပြခဲ့ကြတာပါဒီဗီဒီယိုလေးကိုဆုံးထိကြည့်ရှုပေးခဲ့ကြတဲ့ပြိတက်ချင်းတို့ကရောမိဘကိုတိတက်လိမ်မာတဲ့အပြင်အိမ်ရဲ့စီးပွားရေးကိုပါဦးဆောင်နိုင်တဲ့မင်းသမီးကြီးခိုင်တင်တီရဲ့တမိဖြစ်သူစံထိတ်ထားဖို့အပေါ်မှာမိမိတို့ရဲ့အမြင်လေးကိုဝေမျှပေးခဲ့ကြပါဦးနော်